င်္ဂလာပါရှင်။ CNI သတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရာတွေကတော့ KIO KIA ကအာရခတက်တော် AA ထက်စောပြီးမြမတက်မတော်နဲ့သဘောတူချက်ပို့ရနိုင်တယ်လို့ပိုးမြတာလူမျိုးရေးအဖွဲ့ချုပ်ဥက္ကဋ္ဌဘိုးမူကြီးခွန်ဥက္ကာကတုံ့သက်ပြောဆိုလိုက်တဲ့သတင်း။တူရကီနဲ့ဂျာမနီတို့ကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာပုံမှန်နှိစက်လာတဲ့ဆွဲတဲ့အပါအဝင် ။နောက်ဆုံးရပြည်တွင်းသတင်းနိုင်ငံတကာသတင်းနဲ့အာခစားသတင်းတွေကိုတင်ဆက်ပေးမှာပါ။ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ KIO KIA ကအာရခတက်တော် AA ထပ်ဆော်ပြီးမြမတက်မတော်နဲ့သဘောတူချက်ပို့ရနိုင်တယ်လို့ပိုးမြတ်လက်မြောက်ရေးအဖွဲ့ချုပ်ဥက္ကဋ္ဌပိုမူကြီးခွန်ဥက္ကာကတုံ့တက်ပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ကချင်လွတ်လပ်ရေးအဖွဲ့ကချင်လွတ်လပ်ရေးတက်မတော် KIO KIA ဟာအာရခတက်တော် AA ထပ်ဆော်ပြီးမြမတက်မတော်နဲ့သဘောတူချက်ပို့ရနိုင်တယ်လို့ ပိုးမြတလွတ်မြောက်ရေးအဖွဲ့ချုပ် PNL SCS မှာဥက္ကဋ္ဌဘုံမူကြီးခွန်ဥက္ကာကစီရင်တဲ့တင်ထောင်တာကိုပြောပါရယ်မြန်မာတမတော်ဟာမြောက်ပိုင်းနေအောင်မဟာမိတ်၃ဖွဲ့ထဲကမှကိုကန်တက်တအောင်တက်တူကိုတရုတ်ရဲ့ဂျောင်းဝင်ဆိတ်ဆက်ပေးမှုနဲ့တွေ့ဆုံဆွေးနွေးပြီးအပြစ်ခတ်ရက်စက်ရေးလက်မှတ်ထိုးထားနိုင်ပြီဖြစ်ပေမဲ့လေအေအေနဲ့ကတော့တွေ့ဆုံနိုင်ရေးအချိန်ကြာနိုင်ကြောင်းလည်းသူကပြောပါရယ်အေအေကတော့လောဆယ်ကတရုတ်နဲ့လည်းအလံဝေးတယ်ရုပ်ဖြစ်ရတဲ့ပြည်ပြရဘူးနောက်ပြီးတော့ အဲ့ဒီကတော့ဘင်္ဂလားဒေ့ရ်ကတော့ထပ်ပေါက်ပါဖြစ်နေတော့သူကတော့နည်းနည်းတော့အချိန်ကြာနိုင်တယ်ရကောက်ပွဲလုံးမှာဖြစ်နိုင်တယ်ကိစ္စတွေကအဲ့မြောက်ပိုင်းကတော့ဒီလမ်းပွင့်ရင်းနဲ့မြောက်ပိုင်းတစ်ခွင်ရကောက်ပွဲဖြစ်နိုင်အောင်အကျိုးသားတဲ့နေရာပါအခုဆက်ဆော့ပါလေအရေးကြီးပါသူတို့29ရက်နေ့၃ညနာရီပေါ့ဒီသကောင်ရံကနေစပြီးတော့ရောက်တဲ့နေရာမှာနေပြီးတော့အပြေရကြမယ်ဆိုတာကောင်းတဲ့လက္ခဏာပါ မျိုးရွာတွေအပြက်စီးအပေပြောက်လူထုတွေအများကြီးပြပတာမဟုတ်ရင်ကြိုပဲတိုက်ယူနေဘုံတန်နဲ့ဆိုနေတဲ့လူတွေကပြေနေကြတာဒါကြောင့်တစ်ဖက်ကပုံမကျဲဘူးတစ်ဖက်ကလည်းမျိုးတွေကလည်းဆုတ်ပေးနေတယ်ဒါအဆင်ပြေပါလားကြည့်တာအဲ့ဒီလိုဟာမျိုးကတဖြည်းဖြည်းနဲ့တခြားဖွဲ့တွေလည်းလိုက်လာတာပုံမကျဲဦးရိုးလိုကအရင်လာမယ်ပါ KIO နဲ့ AA ဆိုရင် KIO ကအရင်သဘောတူချက်ပို့ရမယ်ပါ ကြည့်ရတာပေါ့ဒီကနည်းနည်းတော့ကြာမှာထင်ပါတယ်သူလုတ်ပုံကြိုက်ပုံနဲ့2025ခုနှစ်ဒီဇင်ဘာ28ရက်မှာပြုလုပ်မယ့်ရွေးကောက်ပွဲအပိုင်းတင်မတိုင်ခင်နိုဝင်ဘာနဲ့ဒီဇင်ဘာလအတွင်း KIA နဲ့မြန်မာတက်မတော်တို့တွေ့နိုင်ခြင်းရှိတယ်လို့စီးရင်းနဲ့နိုင်ငံရေးအကြက်ခက်တွေကသုံးသပ်ထားကြတာပါ။ရှမ်းပြည်နယ်မြောက်ပိုင်းမှာမြန်မာတက်မတော်နဲ့ကိုကန့် MNDA တို့အပြစ်ရထားကြပေမဲ့လည်းတအောင်းတက် DNL နဲ့တိုက်ပွဲတွေဖြစ်ပွားနေခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက်တရုတ်နိုင်ငံရဲ့ဂျာဝင်ဆစ်ဆက်မှုနဲ့2025ခုနှစ်အောက်တိုဘာ29ရက်ကနေ28ရက်အထိကုမင်းမြို့မှာမြန်မာတပ်မတော်ကဒုတိယဗိုလ်ချုပ်ကြီးကိုကိုဦးဦးဆောင်တဲ့အဖွဲ့နဲ့တရနလီမှာဒုတိယဗိုလ်ချုပ်ကြီးတားကျုပ်ကြာဦးဆောင်တဲ့အဖွဲ့တို့တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံဆွေးနွေးမှုဟာကိုကြည်မြောင်ဖြစ်ပြီးနှစ်ပတ်အပြည့်ခန့်ရက်စဲရီကိုအောက်တိုဘာ29ရက်မှာစတင်အသက်ဝင်ကြောင်းသဘောတူလက်မှတ်ရှိထိုးခဲ့ကြကာမိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကနေတအောင်တက်တွေပြန်လဲဆုတ်ခွာမှာဖြစ်ကြောင်းတရနလီကထုတ်ပြန်ထားပါတယ်။ လက်ရှိမှာမြန်မာနိုင်ငံမြောက်ပိုင်းမှာစစ်ရေးဟာငြိမ်သက်လျက်ရှိပြီးရွေးကောက်ပွဲလုံခြုံရေးအတွက်အလဲပိုင်းဒေသတွေကိုစစ်ရေးသွားနိုင်ကြောင်းပိုးမြတာလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO NCS မှဥက္ကဋ္ဌပိုးမူကြီးခွန်ဥက္ကာကစီရင်တဲ့တင်ဌာနကိုပြောပါရယ်။ဒီမော်တော်တဲ့တော့မြောက်ပိုင်းမှာနေဓမ္မဒီအလဲပိုင်းပေါ့မပွေးစကိုင်းမန္တလေးပေါ့အဲ့ဒီတည်းပါနိုင်ပါဘာလို့အဲ့ဒီမှာလဲအရှင်ဘုရားနဲ့ရှင်နေနေရရှိပါလား 那我叫伊马的，大哥也是马的，那然后牛牛驼毛，你不管，啊，我我他们那新疆那边去的，一直不愁卖，啊，谁呃人家没家了，我这边去的，这都没啥了，人家别地方嘞，一个不挨路叫伊不嘞，哪个别生嘛，别了了。國家人們的 A A，昂在電力裏面一片差別冇。 ရခိုင်ပြည်နယ်ကဒေသတချို့ကိုလေကြောင်းတိုက်ခိုက်မှုတွေအရှိန်မြင့်လာတယ်လို့ AA ကအောက်တိုဘာ31ရက်မှာထုတ်ပြန်ထားတာပါ2025ခုနှစ်ဇူလိုင်31ရက်ကနိုင်ငံတော်ဝန်ရှိ63မြို့နယ်ကိုအောက်တိုဘာ31ရက်အထိရပ်ပေါင်း90အရေးပေါ်အခြေအနေကြီးညာခဲ့ပြီးနောက်ထပ်မံ၍ရပ်ပေါင်း90တက်တန်းထပ်တိုးထားပါတယ်အဲ့ဒီထဲမှာတအောင်တက်တီရနယ်လေးနဲ့အပြစ်ရက်ချင်းမြို့ကနေဆုတ်ခွာမယ်လို့သဘောတူညီချက်ရခဲ့တယ်မိုးကုန်းနဲ့မိုးမိတ်မြို့နယ်တို့ကိုလည်းအရေးပေါ်အခြေအနေဆက်ကြီးညာထားပြီးအဲ့ဒီမြို့တွေမှာ ကာကွယ်ရေးဦးစီးချုပ်ရဲ့လုတ်ပိုင်ခွင့်နဲ့တာဝန်တွေအတိုင်းဆက်လက်ကျင့်သုံးဆောင်ရွက်မယ်လို့ထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာလက်နက်ကင်အဖွဲ့အစည်းတွေအလွန်တရာပုံများရခြင်းအကြောင်းတရားကဘာကြောင့်လဲဆိုတဲ့အပေါ်အပြေရှာပြီးဖြေရှင်းတင်တယ်လို့စစ်ရေးနဲ့နိုင်ငံရေးကဲခတ်တွေကထောက်ပြပြောဆိုလိုက်တဲ့တဲ့င်းကိုလည်းဆက်လက်ရှုစားလိုက်အောင်ပါ။ မြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့အစည်းတွေအလွန်တရာပေါ်များရခြင်းအကြောင်းတရားကဘာကြောင့်လဲဆိုတဲ့အပေါ်အဖြေရှာပြီးဖြည့်ရှင်းတင်ကြောင်းစီးရဲနဲ့နိုင်ငံရေးကက်ခတ်တွေကထောက်ပြကြပါတယ်။1940ခုဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကနေဖြစ်ပေါ်လာတဲ့နိုင်ငံရေးအစက်တဲတွေမှာလက်နက်ကိုင်ပြဿနာတွေစတင်ပေါ်ပေါက်လာကလက်ရှိ2008ဖွဲ့စည်းပုံအခြေခံဥပဒေကျင့်သုံးနေစဉ်အတွင်းမှာပဲလက်နက်ကိုင်အဖွဲ့အစည်းတွေပေါ်များလာခဲ့တယ်လို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNNO NCAS မှဥက္ကရာဘုံမူကြီးခွန်ဥက္ကာကရှင်းတဲ့သတင်းဌာနကိုပြောပါရစေ။ဒီတော့ 放大我嘅水喎，咁等住啊，用那只等住出嚟嘅前晚，的住咧講道理喎，啲講道理咁樣就冇冇計嘅，啲講道理啊，先話即係，皮囊出咩步嘅，啲架殘嘅呢個，皮囊都難為佢談嘅，難為皮囊都出咩冇平，生意咧同我喺呢度講，睇啲冇啊，三唔理嘅話咧，邊度話聽過咧，就冇聽我，跟住呢啲咪少部，皮囊出比步，皮囊都做咗難為，咩通過呢个。 မယုံမပါလောက်ခဲ့တဲ့သဘောပါတဲ့ခါကျတော့ the founder of the country ကရပနာအိမ်မှာရှိတာစစ်တရားဆက်ပြီး community body ပတ်ထွက်တယ်ကရင်တဘုံထားတယ်လက်နက်ကင်ပွဲကအခုချိန်လေးပါအနည်း90ကျော်ရှိတယ်လူလာကြီးကလာမှတခါမှကောင်းကောင်းမွန်မွန်လွတ်လာရတဲ့ဒီမိုကရေစီခွင့်ရပြေဝရတယ်ပါမရှိဘူးအစမကောင်းလို့အနောက်ဟုတ်ပြကြတဲ့သဘောပါစာရင်းကအပြင်ဆုံးစာချုပ်လည်းကောင်းထင်မဖို့ ဖွဲ့စည်းပုံကလည်းဟောပါဘောနည်းနည်းရိုးပါပါမဟုတ်ဘူးပေါ့လေဖွဲ့စည်းပုံကနေဖြစ်ပေါ်တဲ့နိုင်ငံရေးကြက်တဲတွေဖြစ်လာပြီးတော့လက်နက်ကင်တက်ပြလာပြီးအဲ့ဒီကစလာပါမြန်မာနိုင်ငံမှာ2020ခုနှစ်ဖေဖော်ဝါရီတရက်က NND အစိုးရကို2020ထွေထွေရွေးကောက်ပွဲမဲဆင်းအငင်းပွားမှုအားဖြည့်ရှင်းပေးဖို့တောင်းဆိုနေတဲ့အချိန်အစိုးရဖွဲ့စည်းရေးကြိုးပမ်းတယ်လို့ဆိုကမြန်မာတက်မတော်မှဖြုတ်ချခဲ့ပါတယ်။အဒီနောက်နိုင်ငံတော်အားအရေးပေါ်အခြေအနေကြေညာပြီးမြန်မာတက်မတော်ကအုပ်ချုပ်လာခဲ့ရာလက်နက်ကင်အင်အားစုတွေမှာတော်လန်ရေးကိုဆင်နွှဲကမြန်မာတက်မတော်ကိုဖြုတ်ချရေ းကြိုးပမ်းနေပါတယ်။လက်နက်ကင်ချင်းအပြင်အကျိုးစီးပွားဖြစ်လာတာသိကြတဲ့အတွက်လက်နက်ကင်အုပ်စုတွေဟာမလိုလားအပ်ပဲနဲ့ပိုးပြီးများလာတာတွေ့ရကြောင်းရန်ကုန်စောင့်ကြည့်အဖွဲ့တီထောင်သူဒေါက်တာညိုညိုသိန်းကစီရင်တဲ့သတင်းဌာနကိုပြောပါရစေ။ ်နှစ်ပေါင်းလောက်ဆက်တင်နိုင်ငံရေးပြောင်းလဲမှာလက်နက်ကိုင်တွေအေအားစုတွေများလာတယ်။မိတ်နိုင်ငံရေးရယူဆမတူကြတာတွေဒီတက်မတော်အာဏာယူတဲ့အပေါ်မှာမလိုလားအပ်တဲ့ဝိထက်တိုင်းမှုရှိခဲ့တာလေ။ဥပမာမူတည်ပြီးတော့လက်နက်ကိုင်အားစုတွေများလာခဲ့တယ်ပေါ့။နိုင်ငံရေးပြဿနာကိုနိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ကြိုးစားကြတဲ့အပိုင်းမှာပဲအပြီးပြီးကအားနည်းခဲ့ကြတယ်။ဒါကြောင့်မလို့ဒီလူလူလူအနေနဲ့ကလည်းပဲဖက်ဖက်ကဟိုဖက်အပြီးပြီးကကိုယ်ဖက်ကိုအကျိုးကြီးွား ဖြစ်စေနဲ့တည်င်းนี่ကိုပဲတင်ကြတာဖြစ်တဲ့အတွက်ကြောင့်မလို့လူတို့ရဲ့တည်င်းမှန်သိရှိမှုလုံးကမိန့်ဆုံးစင်ရောက်သွားတယ်တည်င်းမှန်นี่ကိုရရှိမှုအပိုင်းကအင်မတန်အားနည်းတဲ့အတွက်ကြောင့်မလို့အထင်မြင်လွဲမှားမှုတွေပိုဖြစ်လာတယ်ဒါကြောင့်မလို့လက်နက်ကိုင်ပဋိပက္ခတွေညားလာတယ်လက်နက်ကိုင်ပဋိပက္ခပေါ်မှာမူတည်ပြီးတော့အကျိုးစီးပွားတွေဖြစ်လာတဲ့အုပ်စုတွေရဲ့အများကြီးပေါ်လာတယ်အဲ့တော့လက်နက်ရသွားတဲ့အခါမှာစီးပွားဖြစ်လာတဲ့အုပ်စုတွေအများကြီး ဖြစ်လာတယ်။အာလက်နဲ့ကိုမဆော့လို့ချင်လောက်အောင်ဖြစ်လာတယ်။နိုင်ငံရေးကြီးရဲ့ချက်အရာလက်နဲ့ကင်ကြတာမှန်တော်လေးပဲ။လက်နဲ့ကင်ခြင်းအဖြစ်အကျိုးစီးပွားဖြစ်လာတယ်ဆိုတာသိကြလာတဲ့အတွက်ကြောင့်မလို့လက်နဲ့ကင်အုပ်စုတွေကမလိုလားအဖယ်နဲ့ပို့ပို့ပြီးတော့များလာတာကိုတွေ့ရတယ်။နာဆာကလက်ထံ2020ခုနှစ်မှာလက်ရှိအချိန်အထိအစိုးရဌာနဆိုင်ရာတွေနဲ့လက်နဲ့ကင်ဆောင်ထားတဲ့အဖွဲ့အစည်းတွေအားလုံးဟာကိုကျိုးစီးပွားကိုပုံမှုလှုပ်ဆောင်လာကြကြောင်းစီးရင်နဲ့နိုင်ငံရေးအခက်အခဲတွေကထောက်ပြကြပါဗျာ တွေအပြင်လက်နက်ကင်အင်အားစုတွေဟာအရင်ထက်ပိုမိုပေါင်းများလာတဲ့အပြင်သူတို့တပ်ဆွဲရာဒေသတွေမှာအခွန်ကောက်ခံမှုအပါအဝင်ဒေသတွင်ရှိတယန်ဇာတာတွေတူးဖော်ကွင်းပြုခြင်းတပ်ထုတွင်များတူးဖော်ခြင်းလက်နက်ရောင်းချခြင်းမွေးရစေဝါမှောက်ခိုကူခြင်းအပြင်အခြားသောအကျိုးစီးပွားတွေကိုလည်းတွင်ကျဲစွာလှုပ်ဆောင်လာနေကြပါတယ်။လက်ရှိအချိန်ထိမြန်မာနိုင်ငံမှာတည်ရှိနေတဲ့လက်နက်ကင်အင်အားစုတွေရှော့ချရေးနဲ့ပပျောက်ရေးအတွက်ဆောင်ရွက်နိုင်တဲ့နီလန်နဲ့အပြေကိုရှာမတွေ့သေးပါဘူး။ စီအနာသတင်းဌာနရဲ့နိုင်ငံတကာသတင်းတွေကိုဆက်လက်တင်ဆက်ပေးမှာဖြစ်ပါတယ်။တူရကီနဲ့ဂျာမနီတို့ကြောင့်ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာပုံမှန်နှိစက်လာတဲ့ဆွေသတင်းပဲဖြစ်ပါတယ်။သတင်းပြည်သူကိုတင်ဆက်ပေးလိုက်ပါတယ်။ ယူကရိန်းကိုရုရှားကဝင်ရောက်တိုက်ခိုက်ခဲ့တဲ့စစ်ပွဲဟာဂျာမနီရဲ့လုံခြုံရေးမူဝါဒကိုပြန်လည်တုံ့တက်စေခဲ့ပြီးတူရကီနဲ့ဂျာမနီတို့ကြားကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဟာပုံမနီးဆက်လာကြောင်း DW သတင်းဝက်ဆိုက်မှာဖော်ပြခဲ့ပါတယ်။ဂျာမနီဟာယူကရိန်းကိုထောက်ပံ့ပေးနေချိန်မှာတစ်ဖက်ကလည်းသူ့ရဲ့ကိုယ်ပိုင်ကာကွယ်ရေးစွမ်းဆောင်ရည်ကိုတိုးမြှင့်ဖို့ကြိုးပမ်းနေပါတယ်။ယူကရိန်းစစ်ပွဲကနေတိုးအဖွဲ့ဟာလက်နက်ထုတ်လုပ်မှုမလုံလောက်ဘူးဆိုတာကိုပြသခဲ့ပါတယ်။စစ်ပွဲစတင်ခဲ့ချိန်ကတည်းကဥရောပနိုင်ငံတွေဟာသူတို့ရဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်နိုင်စွမ်းကိုတိုးမြှင့်ဖို့ကြိုးပမ်းခဲ့ပါတယ်လို့တူရ ကီရဲ့ကာဝေးရေးကျွမ်းကျင်သူ ကက်ကလာကက်ကပြောကြားခဲ့ပါတယ်။ဒါကြောင့်ဂျာမနီဟာကာဝေးရေးမိဖက်တည်ရှာဖွေရမှာနေတိုးမဟာမိတ်တူရကီကိုတတိထားမိခဲ့ပုံပေါ်ပါတယ်။အော်တိုဘာလကုန်ပိုင်းကဂျာမနီဝင်ကြီးချုပ်ဖရိုင်းဒရစ်မန်နဲ့တူရကီသမ္မတအာရိုဂန်တို့ရဲ့တွဲဆုံမှုမှာလည်းကာဝေးရေးကဏ္ဍကိုအဓိကထားဆွေးနွေးခဲ့ကြပါတယ်။တူရကီသမ္မတအာရိုဂန်ကလည်းတူရကီဟာဂျာမနီနဲ့ဆက်လက်ပြီးအနီးကပ်ပူးပေါင်းဆောင်ရွက်သွားမယ်လို့ပြောကြားခဲ့ပါတယ်။နိုင်ငံကာဝေးရေးဆက်မှုလုပ်ငန်းမှာအပြန်အလှန်ပူးပေါင်းဆောင်ရွက်နိုင်မယ်ဆိုရင်ကျွန်တော်တို့ဝမ်းသာမိမှာပါလို့ ဂျာမနီနိုင်ငံရဲ့ဝင်ကြီးဂျိုဟန်ဝါဒီဖူကမကြသေးမီသတင်းပတ်တွေအတွင်းအင်္ဂါရကိုတွားရောက်တဲ့ခရီးစဉ်တွင်ပြောကြားခဲ့ပါတယ်။ပထဝီနိုင်ငံရဲ့အခြေအနေတွေကြောင့်ဂျာမနီရဲ့ကွန်ရက်ဟာကျင်းပြောင်းလာခဲ့ကြောင်းဂျာမနီစစ်တပ်ရဲ့လက်နက်တွေဝယ်ယူရေးရုံးမှအမည်မဖော်လိုတဲ့ထိပ်သီးအရာရှိတူကပြောကြားခဲ့ပါတယ်။ ေတိုးအဖွဲ့ဟာပထဝီနိုင်ငံရေးနယ်ပယ်မှာအလုံးစုံမတူကွဲပြားတဲ့အခမ်းကဏ္ဍကနေပါဝင်ရမယ်ဆိုတာရှင်းနေပါပြီ။နေတိုးအဖွဲ့ရဲ့ဆက်ဆံရေးတိုးတက်ပြောင်းလဲမှုယူကရိန်းစစ်ပွဲနဲ့တရုတ်ရဲ့တိုးတက်ပြောင်းလဲမှုတွေကိုထောက်ရှုပြီးကမ္ဘာကြီးဟာကျင်းတဲ့ပူကျင်းလာခဲ့တာကိုတွေးရမှာဖြစ်ပါတယ်လို့သူကပြောကြားခဲ့ပါတယ်။လက်ရှိမှာတူရကီနိုင်ငံဟာဂျာမနီတို့ခိုင်မာတဲ့မိဖန်နိုင်ငံဖြစ်ပြီးတနိုင်ငံနဲ့တနိုင်ငံမိခိုနိုင်ကြောင်းအမိမဖော်လိုတဲ့အရာရှိကပြောကြားခဲ့ပါတယ်။တူရကီဟာနေတိုးအဖွဲ့ထဲမှာအမေရိကန်ပြည်ရင်ဆင့်အင်အားကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ဆီးရီးယားယာယီသမ္မတအာမတ်အေရှာရာကနိုဝင်ဘာ၈ရက်နေ့ကအမေရိကန်ကိုရောက်ရှိလာခဲ့ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့အစည်းအဝေးပြုလုပ်ဖို့ပြင်ဆင်နေတဲ့ဆွေးနွေးပွဲဖြစ်ပါတယ်။ ဆီးရီးယားယာယီတမ်မရာအာမက်အေရှာရာနိုဝင်ဘာ၈ရက်ကအမေရိကန်ထံရောက်ရှိလာခဲ့ပြီးအမေရိကန်တမ်မရာဒေါ်နယ်ထွန်းနဲ့အစည်းအဝေးပြုလုပ်ဖို့ပြင်ဆင်နေတယ်လို့ဒီဇယ်ဘူသတင်း website မှာဖော်ပြခဲ့ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီကရှာရာနဲ့ဆီးရီးယားအစိုးရအဖွဲ့ပေါ်ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေကိုပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။ဒီနောက်အမေရိကန်ကလည်းရှာရာကိုအကြမ်းဖက်ပိတ်ဆို့မှုစီရင်ကနေဖယ်ရှားခဲ့ပြီးနောက်တရက်ကြာမှာရှာရာဟာဝါရှင်တန်ထံရောက်ရှိလာခဲ့ခြင်းဖြစ်ပါတယ်။ရှာရာဟာအမေရိကန်ကအကြမ်းဖက်အဖွဲ့ဖြစ်သတ်မှတ်ထားတဲ့ AK ဒါအဖွဲ့နဲ့အဆက်အသွယ်ရှိခဲ့မှုပြီးပြီးခဲ့တဲ့နေ့က ာဆက်အစိုးရအဖွဲ့ကိုဖြုတ်ချခဲ့တယ်။ဟာရာတာရီအေရှားအဖွဲ့ကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်။ 2024ခုနှစ်ဒီဇင်ဘာလကရှာရာရဲ့လက်နက်ကိုင်အဖွဲ့ဟာအာဆက်အစိုးရအဖွဲ့ကိုဖျောက်ချခဲ့ပြီးနောက်မကြမီအချိန်အတွင်းမှာပင်အမေရိကန်ကရှာရာကိုဖမ်းဆီးဖို့ဒေါ်လာ10သန်းစုရေးထုတ်ထားတဲ့ကြေညာချက်ကိုပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။ဒီနောက်အခုနှစ်မေလမှာထရန့်ကစီးရီးယားပေါ်ချမှတ်ထားတဲ့အမေရိကန်ရဲ့ပေးဆိုးမှုတွေကိုအဆုံးသတ်ဖို့တမရအုပ်ချုပ်ရေးမိတ်ကိုလက်မှတ်ရေးထိုးခဲ့ပြီး sorry မှာပြုလုပ်တဲ့ဒေတာတွေအစီအွေတခုမှာရှာရာနဲ့ပထမဆုံးချိန်တည်တံ့တွေ့ဆုံခဲ့ပါတယ်။ရှာရာဟာစက်တင်ဘာလကလည်းနယူးယောက်တန်ရောက်ရှိခဲ့ပြီးဆယ်စုနှစ်များစွာ ာတွင်ကုလသမဂ္ဂအထွေထွေညီလာခံမှာမေကွန်းပြောခဲ့တယ်။ပထမဆုံးစီးရီးယားသမ္မတအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။အခုခီးစဉ်မှာလည်းရှာရာစီးရီးယားနိုင်ငံလွတ်လပ်ရေးရတယ်။1946ခုနှစ်နောက်ပိုင်းအင်မီရော်တန်ရောက်ရှိတဲ့ပထမဆုံးစီးရီးယားသမ္မတအဖြစ်မှတ်တမ်းဝင်မှာဖြစ်ပါတယ်။ရှာရာနဲ့ထရန်တို့ဟာနိုဝင်ဘာ10ရက်ကျရင်အင်မီရော်မှာအစည်းအဝေးပြုလုပ်ဖို့စီစဉ်ထားပါတယ်။အခုလအစောပိုင်းကစီးရီးယားနိုင်ငံဆိုင်ရာအမေရိကန်တန်တမန်တွမ်ဘာရက်ကတော့ရှာရာနဲ့ထရန်တို့ဟာ IS စစ်သေးကြအဖွဲ့ကိုတိုက်ခိုက်နေတယ်။အမေရိကန်ဦးဆောင်တဲ့မာမဲအင်အားစုမှပူ ပေါင်းမှုအတွက်သဘောတူစာချုပ်တစ်ခုလက်မှတ်ရေးထိုးနိုင်မယ်လို့မျှော်လင့်ကြောင်းပြောကြားခဲ့ပါတယ်။အမေရိကန်ဟာဆီးရီးယားရဲ့ဒမက်စကတ်အနီးမှာစစ်စခန်းတစ်ခုတူတော်ဖို့စီစဉ်နေပြီးဆီးရီးယားနဲ့အစ္စရေးကြားအခြေအနေကိုစောင့်ကြည့်ဖို့နဲ့လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီပေးဖို့ရည်ရွယ်ထားကြောင်းအမည်မဖော်လိုတဲ့သတင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ဖိလစ်ပိုင်နိုင်ငံမှာအခုနှစ်အတွင်းအင်အားပြင်းဆုံးမုန်တိုင်းဖြစ်တဲ့စူပါတိုင်ဖုန်းမုန်တိုင်းဖန်ဝါဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ။လျှက်စစ်တပ်အားလိုက်တွေပြတ်တောက်ပြီးလူပေါင်းတန်းချီပေးလွတ်ရာရှေ့ပြောင်းနေထိုင်နေရတဲ့ဆွေတဲ့တင်းကိုလည်းဆက်လက်တင်ဆက်ပေးလိုက်ပါရစေ။ဖိလစ်ပိုင်နိုင်ငံမှာအခုနှစ်အတွင်း အင်အားပြင်းဆုံးမုန်တိုင်းဖြစ်တဲ့စူပါတိုင်ဖွန်းမုန်တိုင်းဖန်အောင်ဝန်ရောက်တိုက်ခိုက်ခဲ့တာကြောင့်တရက်ဆက်တရားလိုင်းတွေပြတ်တောက်ပြီးလူပေါင်းတန်းရှိဘေးလွရာရွှေ့ပြောင်းနေထိုင်နေရကြောင်းစောက်ဆိုင်နာမော်နီဘုတ်ကဖော်ပြခဲ့ပါတယ်ဒီမုန်တိုင်းဟာနိုဝင်ဘာ9ရက်ကဖိလစ်ပိုင်နိုင်ငံအချင်းမြောက်ကမ်းရိုးတန်းကိုဝန်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်မုန်တိုင်းလမ်းကြောင်းမှာနေထိုင်သူတွေအနေနဲ့ဘေးလွရာရွှေ့ပြောင်းကြဖို့အာဏာပိုင်တွေကတတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်ဖန်အောင်မုန်တိုင်းဟာလူစုံကျွန်းကိုစတင်ဝန်ရောက်လာခဲ့ပြီးနောက်မက်ထရိုမနီလာမြို့တော်ဒေသအပါအဝင်ဒေသအများပြားမှာ အလုပ်တွေနဲ့စတင်ကြောင်းတွေကိုပိတ်ထားခဲ့ပါတယ်။ယူဝမ်လိုလဲဖိလစ်ပိုင်မှာလူသိများတယ်။အဲ့ဒီဖန်အောင်မုံတိုင်းဟာဖိလစ်ပိုင်နိုင်ငံရဲ့နယ်နိမိတ်၃ပုံ၂ပုံမှာမိုးတဲထန်စွာရွာသွန်းခြင်းနဲ့လေပြင်းတိုက်ခိုက်မှုတွေကိုဖြစ်ပွားစေခဲ့ပါတယ်။ဖိလစ်ပိုင်မှာလူပေါင်း224ဦးသေဆုံးခဲ့တယ်။တိုင်ဖုန်းကယ်မီဂီတိုက်ခိုက်ခဲ့ပြီးနောက်ရပ်ပိုင်းအကြမှာအခုဖန်အောင်မုံတိုင်းဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ဖန်အောင်မုံတိုင်းဟာတနအီလင်းလေတိုင်နှုန်း185ကီလိုမီတာ၁၁၅မိုင်ရှိပြီးရုတ်တရက်လေပြင်းဝဲမှုဟာတနအီလင်း230ကီလိုမီတာ မိုင်140တိရှိနိုင်ကြောင်းမနီလာပြည်သူ့ကာကွယ်ရေးကထုတ်ပြန်ထားပါတယ်။စီအန်အိုင်သတင်းဌာနရဲ့နောက်ဆုံးသတင်းတပုတ်အနေနဲ့အားကစားသတင်းကိုတင်ဆက်ပေးမှာပါ။ပရီးမီးယားလီဂ်ဘလကိုစင်ခေါ်ဖို့မန်စီးတီးအဆင့်အသင့်ဖြစ်နေပြီလို့နီပြဂွာဒီယိုလာကပြောဆိုလိုက်တဲ့သတင်းပဲဖြစ်ပါတယ်။ မန်စီးတီးအသင်းကလီဗာပူးအသင်းကို3ဂိုးဂိုးမရှိနဲ့အနိုင်ရရှိခဲ့တာသူတို့ပရီးမီးယားလိဖလာကိုစိန်ခေါ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာတက်တည်ပြခဲ့တယ်လို့နီးပြဂွာရီယူလာကပြောခဲ့ပါတယ်ဂွာရီယူလာကလီဗာပူးနဲ့ကျွန်တော်တို့ဟာအာဆင်နယ်သင်းရမှတ်တွေဆုံးရှုံးပြီးတွင်ကို2ဂိုးခွင့်ပြုခဲ့ရတဲ့အကြောင်းကိုပြောကြမယ်လို့ထင်ပါတယ်ဒါပေမဲ့အဆုံးသတ်မှာကျွန်တော်တို့ဟာကိုယ့်အလုပ်ကိုအကောင်းဆုံးလုပ်အောင်ပါကျွန်တော်တို့ဟာအင်္ဂလန်ချန်ပီယံတွေနဲ့ကစားနိုင်ပြီးဒီအာဒီမှာသူတို့နဲ့အတူရှိနေဖို့အဆင်သင့်ဖြစ်နေပြီဆိုတာပြသဖို့အတွက်ကျွန်တော်တို့ကိုယ်တိုင်ယုံကြည်မှုရှိလို့ဒါကိုလုပ်နိုင်ခဲ့တာပါဒီဘက်မှာကျွန်တော်တို့တက်တည်ပြနိုင် ခဲ့ပြီးကျွန်တော်တို့လုံနိုင်ခဲ့ပါတယ်လို့ပြောခဲ့တာပါပရီးမီးယားလိအမပေးစရာကိုဥဆောင်နေတဲ့အာဆင်နယ်အသင်းဟာဆန်ဒါလန်အသင်းနဲ့ငကိုးစီသေးကြပြီးရာမတ်နံပါတ်ဆုံးရှုံးခဲ့ချိန်မှာမန်စီးတီးအသင်းကနိုင်ပွဲရယူနိုင်ခဲ့တဲ့အတွက်သူတို့နဲ့တင်းကြမှာရာမတ်ကွာမှုက၄မှတ်သာရှိတော့တာဖြစ်ပါတယ်ဒီဘက်မှာမန်စီးတီးအသင်းအတွက်အတွင်းကိုတွေကိုဟာလန်နီကိုဂွန်ဇာလက်နဲ့ဒိုကူတို့ကတွင်းယူခဲ့တာပါမန်စီးတီးအသင်းဒီပြဂွာရူလာဒီဘွဲစင်မှာအသင်းအတွက်ခြေစွမ်းပြသနိုင်ခဲ့တဲ့ဒိုကူကိုချီးကျူးမှုပြုလုပ်ခဲ့ပါတယ် လီဗာပူးသင်းကိုနိုင်ရခဲ့တဲ့ပွဲဟာမန်စီအသင်းနီးပြဂွာယူလာအတွက်နီးပြဘွားပွဲပေါင်းတစ်ထောင်ပြည့်တဲ့ပွဲဖြစ်ပြီးအနိုင်ရလည်းနဲ့အောင်ဝဲခံနိုင်ခဲ့ပါတယ်။မန်စီအသင်းနီးပြဂွာယူလာကသူ့ကိုအနိုင်ရလည်းနဲ့လက်ဆောင်ပေးခဲ့တဲ့ကစားသမားတွေနဲ့နီးပြအဖွဲ့ဝင်တွေကိုကျေးဇူးတင်ကြောင်းနဲ့ဒီနေ့ကသူ့အတွက်အထူးညတညပါပဲလို့ပြောခဲ့ပါတယ်။မန်စီအသင်းဟာနိုင်ရာပွဲစဉ်တွေပြီးမှဒါမဲ့ပရီးမီးယားလိပွဲစဉ်ဖြစ်နီးကဆယ်အသင်းနဲ့ရှင်ပြန်ရမှာဖြစ်ပါတယ်။ စီအနာသတင်းဌာနရဲ့2025ခုနှစ်နိုဝင်ဘာလ10ရက်နေ့အတွက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကို တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြောရှင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါသေးရှင်။